ဟယ်လိုအားလုံးပဲမြင်လာပါအာဒီနေ့မှာတော့ sharing လုပ်ပေးခြင်းရဲ့အကြောင်းအရာလေးကအာ decisive ဆိုတဲ့စာအုပ်ထဲက decision making skill နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်အဲ့တော့ကျွန်တော်အာနေ့စဉ်နဲ့အများအဆုံးဖြတ်ချက်အသေးသေးလေးရာစာပြီးအကြီးကြီးအများကြီးခြားကြရဲပေါ့နော်အဲ့တော့ဆုံးဖြတ်ချက်ခြားတဲ့အခါမှာပို့ပြီးတော့လွယ်ကူသွားအောင်ပေါ့နော်အဲ့တော့အရင်ဆုံးသူကဆုံးဖြတ်ချက်ခြားတဲ့အခါမှာသူကဟိုဘယ်အရာတွေကကိုယ်ကိုနှောက်ယှက်နေလဲပေါ့နော်အဲ့တော့အဲ့လိုမျိုးနှောက်ယှက်တဲ့အရာတွေကိုဘယ်လိုမျိုးဖြေရှင်းမလဲဆိုရဲနော်အဲ့တော့ နောက်ရှစ်တဲ့အရာရဲ့သူရဲ့ပြည့်ရှင်းနည်းတွေအဓိကပြောထားတယ်ဘောနော်အဲ့တော့ဒီစာအုပ်မှာဆိုလို့ရှိရင်သူကအဲလေးခုရှိရောကျွန်တော်တို့နောက်ရှစ်တဲ့အရာအဲ့လေးခုအဲ့တစ်ခုချင်းစီအတွက်ပြည့်ရှင်းနည်းတွေပြောပြထားတယ်ဘောနော်အဲ့တော့အာပမာဝတ်တစ်ခုကညပါလဲဆိုတော့အာ narrow framing ပေါ့နော်အဲ့ narrow framing ကကြတော့ပါလဲဆိုတော့ကိုတစ်ခုခုနဲ့ပတ်သက်ပြီးတော့ကိုရွေးချယ်ရတဲ့ဟာကကြက်နေပေါ့နော်ဘေးကျန်နေရဖြစ်နေတာအဲ့တော့ဘာရွေးလို့ရွေးရမယ်မသိဘူးပေါ့နော်အဲ့လိုပုံစံမျိုးတွေမှာဆိုလို့ရှိရင်ဒါပါတော့ကျွန်တော်တို့ဖုန်းသွားဝယ်တယ်ဆိုလို့ဆိုလို့ရှိရင်အာ iPhone ဝယ်ရမလား Android ဝယ်ရမလား နော်အဲ့တော့ Android ထဲမှာတော့ဘယ်မျိုးစားကိုဝယ်ရမလဲအရင်ရွေးချယ်ရခက်နေတဲ့ဟာမျိုးတွေရှိတယ်နော်အဲ့တော့ physical ဝယ်တဲ့ဟာမျိုးပဲထားပါတော့အဲစပိန်ဝယ်ရမလားဆန်ကယ်ဝယ်ရမလားဆိုတော့အဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့တော့ကားဝယ်မယ်ဆိုလို့ရှိရင်ဘယ်မျိုးစားကိုဝယ်ရမှာလဲနော်ဆိုတော့အဲ့လိုမျိုးအရင်ရွေးချယ်ရခက်တဲ့ဟာမျိုးတွေပြီးလို့ရှိရင်ကျွန်တော်တင်တန်းတက်မယ်ဆိုလို့ရှိရင်နော်အဲ့တော့ဘယ်တင်တန်းကိုတက်ရမှာလဲဆိုတော့အဲ့လိုမျိုးရွေးချယ်ရချက်နေတဲ့အခါမျိုးမှာဆိုလို့ရှိရင်သူကဒီ narrow narrowing framing တဲ့ဟာမျိုးစီအောက်ကချက်လို့ပြီးတုံးပြီးတော့ကျွန်တော်ရွယ်ကူအောင်လုပ်လို့ရရပေါ့နော်ပရောဘလမ်တစ်ခုကကြပါလဲဆိုတော့ opportunity cost opportunity cost ဆိုတာကျတော့ တို့နှစ်ခုတည်းရတစ်ခုကိုရွေးချယ်ရမယ်ဆိုလို့ရှိရင်ဒါမှမဟုတ်လေနှစ်ခုတည်းပိုတဲ့ဟာမျိုးတွေရွေးချယ်ရမယ်ဆိုလို့ရှိရင်တစ်ခုချင်းစီရဲ့ကောင်းကျိုးဆိုးကျိုးပေါ့နော်ဒါကိုရွေးချယ်မယ်ဆိုလို့ရှိရင်ဘာကောင်းကျိုးရှိမလဲနော်ဒါကိုရွေးချယ်မယ်ဆိုရင်ဘာဆိုးကျိုးရှိမလဲနော်အဲ့တော့အဲ့လိုမျိုးချပြီးတော့ရေးလိုက်တဲ့အခါချပြီးတော့နော်အဲ့လိုမျိုးဟာမျိုးစဉ်းစားကြည့်လိုက်တဲ့အခါမှာနော်အဲ့ opportunity တွေမှာထားပါတော့ကောင်းကျိုးတွေမှာကျွန်တော်လိုချင်တဲ့အရာနဲ့ကိုက်ညီတဲ့ဟာမျိုးနော်တစ်ဖက်ကကောင်းကျိုးကကိုယ်တိတ်ပြီးတော့လိုချင်တဲ့ဟာမဟုတ်ဘူးပေါ့ထားပါတော့ဖုန်းဝင်မယ်ဆိုလို့ရှိရင်ဒီဖုန်းကတော့နော်ဟိုဒီဇိုင်းကအရင်လှတယ် နော်အမေဈေးကတော့အများတယ်ပေါ့နော်ဟာပါတော့50ဘို့နော်နောက်တစ်ဖုန်းတစ်လုံးကကျတော့အာ3သိန်းပဲရှိရဲဒီဇိုင်းကတော့ခုနဖုန်းတော့မလှဘူးအမေအတိတ်လဲဆိုတော့အာ3သိန်းပဲရှိရဲဒါ2သိန်းဆိုလို့ရှိရင်ပိုးတဲ့ပတ်စံနဲ့သူကဖုန်းနဲ့ပတ်သက်တဲ့ accessory တွေနဲ့ jet တို့နော် cover တို့ဆိုလို့ဖြင့်ပိုးဝယ်ခြင်းတဲ့ဟာတွေထပ်ပြီးတော့အဝယ်လို့ရပြီပေါ့နော်ဆိုတော့အဲ့မှာကိုကဒီဇိုင်းကိုကူစားပေးရဲ့ဒါဇိုင်းကိုဦးစားပေးရှင်တယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ဒီဇိုင်းလာလာပါလေကိုကကိုစားပေးရှင်လားဆိုလို့ရှိရင်ဒီဇိုင်းကိုဦးစားပေးရဲဆိုလို့ရှိရင်50နဲ့ဟောဝယ်မဲ့ကိုကဒီဇိုင်းကတော့အကြီးမပါဘူး နော်ပတ်စံစေးပြဖို့ရခုလက်ရှိဖုန်းလုံးလိုအပ်နေရတဲ့ digital switch နော်သုံးတဲ့နေဖုန်းကသူ့အတွက်တော့ရွေးချယ်မှုဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးပဲဒါတော့စပိန်နဲ့ဆိုင်ကန်နဲ့ဘယ်ဝယ်မလဲဆိုလို့ရှိလို့ရှိရင်ကိုနေ့စဉ် commute လုပ်နေရတဲ့ key ရပဲဝေးလာပေါ့နော်ဝေးရဆိုလို့ဆိုလို့ရှိရင်ကျွန်တော်ဆိုင်ကယ်ကိုဝယ်မယ်ဒါပေမဲ့မဝေးဘူးနော်အဲ့ဒီနေ့နားမှာပဲနော်ဟိုစားမင်းလောက်ဥစားတက်လို့ဆိုလို့ရှိရင်ရတယ်အဲ့အတွက်တော့စပိန်ပဲဝယ်မယ်စပိန်ကိုဝယ်မယ်ဆိုလို့ရှိရင်စပိန်ရဲ့ကောင်းကျိုးကကျတော့သူကအဲ့နော်ဟိုတက်စီထဲစရာဘာညာမလိုဘူးပေါ့နော်အဲ့တော့ဟို ပတ်စံအဲ creator ဗီတာဖြစ်တဲ့အဲဒါမဲ့သူက key way လည်းတော့တောင်းလို့မရ energy ရဲ့ site ထုတ်ပါတယ်ပေါ့နော်အဲ့တော့အဲ single woman ဆိုလို့ရှိရင်တော့ key way တွေကိုတောင်းလို့ရတယ်အမြင်ဆိုင်တဲ့တောင်းလို့ရတယ်ဒါမဲ့သူကလက်စီဘောပို့ကုန်အဲ့တော့ကိုလိုချင်တဲ့ဟာနဲ့နော်ဒီတစ်ခုကတစ်ခုချင်းစီမှာပေးနိုင်တဲ့ကောင်းကျိုးတွေဆိုတော့ opportunity cost ပေါ့နော်ဘယ်ကနေနော်ဒီ PC တစ်ခုချင်းစီနေဘာခွန်လန်းရှိမလဲအဲ့ခွန်လန်းကိုလိုချင်တဲ့ဟာနဲ့ကိုက်ညီလာဆိုတော့ဟိုတိုက်ဆက်လက်တဲ့ခံပြီးတော့မှဆိုလို့ရှိရင်နော်ဆိုရယ်ကူနဲ့ဆုံးမချက်ချလိုက်တယ်ပေါ့နော် နောက်တစ်ခုကကြာပါလဲဆို vanishing option test ပေါ့နော် vanishing option test ဆိုတာကြာပါလဲဆိုတော့တို့ကထားပါတော့ဒီထဲကပဲရွေးချယ်ရခန့်နေရဆိုလို့ရှိရင်တတိယတစ်ခုကရွေးချယ်လို့မရဘူးလားဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့အာခုနကမှဆိုဖုန်းနေထားပါတော့အဲ Samsung နဲ့ Vivo နဲ့ဘယ်ရောက်ဝဲရအောင်အရင်စဉ်းစားကြက်နေဆိုလို့ရှိလို့ရှိရင်ကျန်တဲ့ညှောဆက်တစ်ခုကရွေးချယ်လို့မရဘူးလားဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဟိုသူကတော့ပါလဲဆို outside box thinking နဲ့တော့နည်းနည်းလေးစင်နေပေါ့နော်အဲ့တော့ဟိုကျူနဲ့မင်းနဲ့ဘယ်ရောက်ရွေးရမလဲဆိုတဲ့ဟာလည်းဆိုလို့ရှိရင် နှစ်ခုလုံးကိုမယူပဲနဲ့နော်အဲ့တော့ကျန်တဲ့တတိယ option ကိုယူရတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ဒါကတော့ outside box thinking နဲ့နည်းနည်းတော့စင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဟာမျိုးမှဆိုလို့ရှိရင်ဒီဖြတ်ထားပေးတဲ့ bound တွေကပဲယူရမှာမဟုတ်ဘဲနဲ့ကြော်လုံပြီးတော့တွေးကြည့်ပြီးတော့နော်တတိယ option ဘာရှိမလဲဆိုတဲ့ဟာမျိုးကိုယူရတဲ့ဟာမျိုးပေါ့နော် okay နောက်တတိယတစ်ခုကကြောက်ပါလို့ဆို multi track multi track ကကြောက်ပါလို့ဆိုတော့ကျွန်တော်တို့နော်ယူချင်လို့ရတဲ့ဟာအမှန်တရားကိုညဟိုဘယ်လိုပြောရမလဲ tracking လိုက်တဲ့သဘောမျိုးပေါ့နော်အဲ့တော့ဟိုစာရင်းပြုစုပြီးတော့ဘာအထက်မှာပါယူမလဲဆိုတဲ့ဟာမျိုးပေါ့နော်အရင်ဟို ရွေးချယ်ရကြက်နေတဲ့ဟာမျိုးမှာဆိုလို့ရှိရင်ရွေးချယ်လို့ရတဲ့ဟာတွေဘာတွေရှိလဲဆိုတဲ့ဟာမျိုးကိုမာတီထွက်လုပ်တဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကကြောက်ပါလဲဆိုတော့အဲ့လိုမျိုးစင်တူတဲ့ပြဿနာမျိုးကိုကြုံမှုရတူတွေရောပေါ့နော် find someone who has solved your problem ပေါ့နော်အခုကိုကြုံနေရတဲ့ပြဿနာကိုကြုံမှုရပူတဲ့လူတွေရှိလိမ့်မယ်ပြီးလို့ရှိလို့ရှိရင်ဖြေရှင်းခဲ့ဘူးလို့လူတွေရှိလိမ့်မယ်အဲ့တော့အဲ့ဒီလူတွေကိုကိုကကောင်းမေ့ကြည့်တဲ့ဟာမျိုးပေါ့နော်ဒီဘက်ကိစ္စလို့ရှိရင်ပို့ပြီးတော့လွယ်ပေါ့နော် group တွေထဲမှာတို့ကြုံရတဲ့ပြဿနာတွေကိုနော်ချပီးရေးလိုက်တာနဲ့ဖြေရှင်းမှုတဲ့သူတွေကကောင်းတဲ့မှာအများကြီးလာပြီးတော့နေလိမ့်မယ်အဲ့ထဲမှာမှ ကိုယ့်ရဲ့နော်လိုချင်တဲ့ criteria နဲ့အာ filter လုပ်ပြီးတော့ပြန်ပြည့်လို့ရတယ်ပေါ့နော်ဒါကတော့ narrowing framing လို့နော်ကြောင်ဖြစ်တဲ့နော် decision making နောက်ချက်တွေကိုဖြည့်ရှင်းရတဲ့ဖြည့်ရှင်းနည်း၄ခုပါအာနောက်တစ်ခုကကြောက်ပါလဲဆိုတော့ confirmation bias နော်အာ confirmation bias ကကြောက်ပါလဲဆိုတော့ confirm okay confirmation bias ကကြောက်ပါလဲဆိုတော့ကျွန်တော်တို့မအဖြေရ confirm ပြီးသားပေါ့နော်အဲ့တော့ bias ဆိုတာ bias မှုပေါ့နော်အဲ့တော့ကျွန်တော်မှအဖြေရှိပြီးသားအဖြေရှိပြီးသားဟာကိုကျွန်တော်ကနော် ဖြေရှိပြီးသားဖြစ်တော့ကျွန်တော်ကယုံကြည်မှုတစ်ခုရှိပြီးသားပေါ့နော်အဲယုံကြည်မှုတစ်ခုပေါ်အခြေခံပြီးတော့စဉ်းစားတာဖြစ်တဲ့အတွက်ဘယ်လိုပြမလဲစဉ်းစားရရင်ခိုင်းလို့ရှိရင်ကြက်ပဲပေါ့နော်အဲ့တော့ဟိုဘလိုမှကိုကဟိုထပ်ပြီးတော့အဖြေအဲရှာလို့မရဘူးဆုံးမချက်ချခန့်နေပေါ့နော်များသောဖြင့်အအတွေးခွန်နဲ့ဆိုင်တဲ့ဟာမျိုးတွေဘာသာရေးနဲ့ဆိုင်တဲ့ဟာမျိုးတွေမှာဆိုလို့ရှိရင်တို့ကအရန်ကိုဟိုထပ်ပြီးတော့အသက်ဆန်းတဲ့လက်ခံမှုအတွက်အဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးဟာမျိုးမှာဆိုလို့ရှိရင်အဲ့တော့ပါလဲဆိုဒီမှာဆိုရင်ပုံမှန်ဆုံးအဲ့အတွက်ကကျွန်တော်ပါလဲဆိုတော့ confirmation bias ကြောင့်ဖြစ်တဲ့နော်ဟို decision လောက်ကမဲ့ပြဿနာရေးဆိုလို့ရှိရင်တော့ really test ပေါ့နော်အဲ့ဒါကိုတကယ်လက်တွေ့ဆန်းသပ်ကြည့်လိုက်တာကအကောင်ဆုံးအဖြေပဲပေါ့နော်ထားပါတော့အဗုဒ္ဓဘာသာလိုပဲကျောင်းဘာသာတွေမှာဆိုရင်ထားပါတော့ဘာဘာတိလာဘာဘာတိလာကိုစောင့်ထင်းလို့ရှိလို့ရှိရင်အဆင်ပြေတယ်အဲ့ဆိုရင် okay အော်မယုံဘူးပေါ့နော်မစောင့်ထင်းလဲဘာဖြစ်လဲဘာဖြစ်လဲဆိုတာမျိုးထက်ဆိုလို့ရှိရင်ဆိုတော့သူ့မှာ confirmation bias ပေါ့နော်ကျမကျောင်းဘာသာတစ်ခါခုဘာသာတရားတစ်ခုကိုယုံကြည်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းဘာမှမယုံကြည်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ အဲ့ဒါအတွက်သူကတစ်ခါကဘာတိုင်းနဲ့ပတ်သက်ပြီးပြောလိုက်ဆိုလို့ရှိရင်မယုံကြည်ဘူးပါညာထက်ဆက်လို့ဆိုလို့ရှိရင် reality test ပေါ့နော်အဲ့တော့အဲ့ဒါကိုလက်တွေ့ဆန်းသပ်ကြည့်ရအဲ့တော့ငါးပါးဒီလမှာဆိုရင်ခင်ဗျားတက်ကုန်တာပေါ့အဲ့တော့ပါကောင်းလို့ရတယ်ခင်ဗျားပစ္စည်းမကိုဘူးနော်ဆိုတော့ဒီအရက်တေတာမတောက်ဘူးဆက်ဖြစ်အဲ့လိုမျိုးပေါ့နော် reality test ကိုလိုက်လို့ကြည့်တဲ့အခါမျိုးမှာဆိုလို့ရှိရင်သူတို့ကအရင်နော် confirmation bias ကိုနော်ကျော်လွန်ပြီးတော့ precision တော်လို့ရတယ်ပေါ့နောက်တစ်ခုကကြောက်ပါလို့ဆို consider the opposite နော်အဲ့တော့ consider the opposite ကကြောက်ပါလို့ဆိုတော့ကိုယုံကြည်တဲ့ဟာပေါ့နော် ရဲ့စန့်ကျင်ဘက်ကိုတွေးကြည့်ရတာမျိုးပေါ့နော်အဲ့တော့လူတွေကဒါအောင်လုပ်ကြတယ်ဒါအောင်တော့ကိုကလက်မခံနိုင်ဆိုလို့ဆိုလို့ရှိရင်အဲ့တော့လက်မခံလို့ရှိရင်ဘာဖြစ်မလဲလက်ခံရင်ဘာဖြစ်မလဲဆိုရယ်စန့်ကျင်ဘက်ကိုတွေးကြည့်ခြင်းအပြင်လဲသူကစုံပချက်ခြာရလွယ်ကူသွားတယ်ပေါ့နော်ဥပမာယုံကြည်ရတာတစ်ခုခုရှိအဲ့ယုံကြည်ရတာရယ်နော်စန့်ကျင်ဘက်ကိုတွေးကြည့်ရတာမျိုးပေါ့နော်အဲ့တော့ဒါအောင်မြင်ကြည့်တော့ဘာဖြစ်မလဲဆိုရယ်ဟာမျိုးပေါ့နော်နောက်တစ်ခုကတော့ zoom out zoom in zoom out zoom in ဆိုတာခေတ်ဆက်တစ်ခုခုကိုက အာဇောအောက်ပေါ့နော်အဝေးကနေပြီးထွက်ကြည့်တဲ့ဟာမျိုးနော်အဲ့တော့ဟိုတကိစ္ဆာရဲ့တိတ်မရင်းနေတဲ့လူတွေနော်ဟိုအမြင်တွေကိုမေးကြည့်ကြရတယ်ဘလို့မြင်လဲဆိုတာမျိုးမေးကြည့်ကြရတယ်ဒါပေမဲ့တကိစ္ဆာကိုဆဲဝင်လုပ်နေတဲ့လူတွေရဲ့နော်ဟိုကိစ္ဆာကိုနော်ကြုံနေနေရတဲ့လူတွေကိုဇုံးမင်လုပ်တယ်ပါလေ ရတယ်ပေါ့နော်အဲ့တော့ကို့အနေနဲ့ဆိုလို့ရှိရင်တော့ကိုကတခြားသူကိုမေးတာမဟုတ်ဘဲနဲ့ဒီစောက်ကအသေးစိတ်လေ့လာပြီးထူပြုံရတဲ့ပြဿနာပါလဲဘယ်လိုဆုံးဖြတ်ချက်ချမှာလဲဆိုတော့ zoom လို့လို့ရတယ်လို့မျိုးဒါလို့ရှိရင်ခက်ဝူးရနေပြီး zoom ပေါ့နော်အပေါ်ရင်ကြည့်ပြီးတော့ဆုံးဖြတ်ဆုံးဖြတ်ချချမှာလဲလို့လို့ရတယ်ဒါကတော့ confirmation bias နဲ့ပတ်သက်ပြီးတော့တို့တို့ဆုံးဖြတ်ချချလို့ရတဲ့အနည်းငယ်တစ်ခုပေါ့နော် zoom out zoom in နောက်တစ်ခုကကျတော့ arch thread ဟာလေပေါ့နော်သူကတော့ small experiment ပဲပေါ့နော်အဲ့တော့ small small experiment ကကျတော့ဘယ်လိုမျိုးလဲဆိုတော့တေးစားဆန်းချက်လေးလုပ်တဲ့ဟာမျိုးပေါ့နော်ထားပါတော့ကျွန်တော်တို့အာတင်းနှံတက်မယ်ပေါ့နော် တော့ကျွန်တော် teaching နဲ့ပတ်သက်တဲ့ဟာမျိုးစုံလို့ရှိလို့ teaching နဲ့ပတ်သက်ပြီးတော့ setter တို့ tie solo လောက်ကမလား tkd ဘာနဲ့ဖြေရမလားဘာညာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကို့မှာလဲအဲ့လိုဟောဒါကြီးကဒီဘွဲ့ degree တွေကတကယ်လို့လားစာသင်ကြတဲ့အခါမှာဟိုဆရာဘော်ကနော်အချက်လက်တွေပဲလက်မှတ်တွေပဲမဟုတ်ဘူးလားဆိုရဲဟာလဲအဲ့လိုမျိုးကို့မှာယုံကြည်တဲ့အချက်တစ်ချက်ရှိတယ်ဆိုလို့ရှိရင်ကိုယ်တင်တဲ့တက်တဲ့အခါမှာနော်တက်ခက်ဖြစ်ခဲ့ရင်တော့မှာပေါ့နော်အဲ့လိုတင်တဲ့ဆရာကိုဟို ဘာတွေတင်မလဲမသိဘူးတင်တဲ့ဟာတွေရောတကယ်တော့ဒီမှာအသုံးချလို့ရပါမလားဆိုရဲဟာမျိုးတွေကအရန်ကိုအနှောက်အယှက်ဖြစ်တယ်ပေါ့နော်အဲ့အတွက်ဘာလို့ဘာလို့ဖို့လို့လဲဆိုတော့က small experience ပဲပုံစံမျိုးပေါ့နော်အရန်ကြီးကလို့ TKD တို့ TSO တို့နော်အဲဒီကြီးပေးပြီးတော့နော်ဆောင်ဝဲဖြေဖို့အတွက်တက်တာမျိုးမဟုတ်ဘူးလေနော် certificate course လေးဒါမှမဟုတ်လေအဲ့ TKD ထဲမှာပါတဲ့ lesson plan ဆွဲနေလို့ဘာလို့ညာလို့ပေါ့နော်အဲ့လိုမျိုး certificate course လေးတွေကိုနော်ဈေးစကားတက်တာနဲ့အရင်ဆုံးတက်လိုက်မယ်စမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်နော်ဒါရဲ့နော်ကောင်ကျိုးဆိုးကျိုးကိုပို့ပြီးတော့မြင်သာထင်သာရှိတော့မယ်ပေါ့နော်ခါကြီးလို့ရှိရင်ကျွန်တော် confirmation bias ဆိုတာတက်တဲ့ တကယ်မလို့ကြည့်ပဲနဲ့ကျွန်တော်ကိုယ်စိတ်ထဲမှာပဲကိုထင်ထားတဲ့အရာတစ်ခုခုနဲ့နော်ဟို conflict ဖြစ်တဲ့ဟာမျိုးပေါ့နော်ကျွန်တော်ယုံကြည်ထားတဲ့အရာတစ်ခုနဲ့နော်ကျွန်တော် confirm ပြီးသားဟာတစ်ခုကိုပဲကျွန်တော်ဘတ်လိုက်ပြီးတော့နော်အာဘာမှတက်မှာမဟုတ်ပါဘူးဆိုတဲ့ဟာမျိုးတော့ယုံကြည်ပြီးသားဟာဖြစ်နေရဖြစ်တဲ့အတွက်အဲ့လိုမျိုးဟာမျိုးမှာဆိုကျွန်တော် small experiment အသေးစားဆန်းတဲ့ချက်လေးလုပ်ကြည့်လို့ရတယ်ဒါကတော့ဟိုသိငယ်တဲ့ decision quest ဆိုလို့ဆိုတော့အသေးစားဆန်းတဲ့ချက်လေးလုပ်လို့ရပါဘောနော်အရင်ကြီးမားတဲ့ high quest ဆိုတော့အဲ့လိုမျိုးဒါပေါ်ကျွန်တော်က major နော် limit တက်ကမဲ့နော်တက်ကတော်တစ်ခုကိုယူတဲ့ဟာမျိုးတွေပါဆိုလို့ရှိရင်အဲ့လိုမျိုးခြာရင်နော် အသေးစားဆုံးချက်လေးလုပ်လို့ရချင်းမှရမယ်ပေါ့နော်โอเคနောက်တစ်ခုကရောက်ပါလို့ဆို short term emotion အဲ့တော့ decision ဆုံးဖြတ် decision တွေလုပ်တဲ့အခါမှာတို့ကြုံရတဲ့ပြဿနာပါလို့ဆို short term emotion တော့စိတ်ခံစားချက်တွေအရင်ပါတယ်ပေါ့နော်အဲ့တော့စိတ်ခံစားချက်တွေပါလာပြီဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ဆုံးဖြတ်ချက်တွေကအရင်ကိုမှယုံဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးစိတ်ခံစားခြင်းနဲ့ဆိုင်တဲ့ဟာမျိုးဆိုတော့ဘာလို့ကြောက်လဲဆိုတော့ attain distance before deciding ပေါ့နော်အဲ့တော့ခက်ခက်ခွာအနေထားနဲ့ချိန်ဆဆုံးဖြတ်ခြင်းအဲ့တော့ခက်ခွာအနေထားဆိုတာဘာလဲဆိုတော့များသောဖြစ်တော့အချိန်ပေါ့နော် time frame ကိုခွာလိုက်တဲ့ဟာမျိုးပေါ့နော်အဲ့တော့ ။ဒါပါကျွန်တော်အခု online မှာပစ္စည်းတစ်ခုတွေ့တယ်။နော်ပစ္စည်းတစ်ခုတွေ့ရဆိုလို့ရှိရင်ဝယ်ချင်တဲ့ဟာမျိုးမှာဆိုလို့ရှိရင်နော်အဲ့တော့တချင်းမဝယ်သေးပဲနဲ့နော်အချိန်ခဏဆောင်းလိုက်တဲ့ဟာမျိုးပေါ့နော်။ Okay တနေ့လောက်ဆောင်းလိုက်မယ်နော်။ဒါမှမဟုတ်တရက်လောက်ဆောင်းလိုက်မယ်ဆိုတဲ့ဟာမျိုး။အဲ့လိုမျိုးဆောင်းပေးချင်အောင်နောက်တရက်လည်း login ပြီးတယ်ဆိုတဲ့ဟာမျိုးဆိုလို့ရှိရင် Okay ဒါတကယ် login တဲ့ဟာပေါ့နော်။အဲ့တော့အကြိုက်မိမိပြပြသွားပြီဆိုလို့ရှိရင်အဲ့တော့ဒီပစ္စည်းကိုမြင်တော့ခဏတာပေါ်တဲ့ short term emotion ပဲဖြစ်တယ်ပေါ့နော်။အဲ့လိုမျိုးပဲကျောပေါ်မှာအဲ့လိုမျိုးသတိရှင်နဲ့ပတ်သက်ပြီးတော့ emotion တွေကခဏခဏနောက်ကျတဲ့ခါမျိုးမှာဆိုလို့ရှိရင်ချက်ချင်းမဆုံးဖြတ်သေးပဲနဲ့အချိန်ခဏယူလိုက်တဲ့ဟာမျိုးကလည်း အဆင်ပြေရပေါ့နော်နောက်တစ်ခုကတော့အာ10 by 10 10 by 10ပေါ့နော်အဲ့တော့အဲ33လုံးနော်အာ technique ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီ PC ကိုနောက်10ရက်ကြာရင်ရောနော်ဒီဆုံးဖြတ်ချက်ကိုကိုနောက်10ရက်ကြာရင်ရောလက်ခံနိုင်လားနော်နောက်10လကြာလို့ရှိလို့ရှိရင်ရောဒီဆုံးဖြတ်ချက်ကကိုအတွက်ဘယ်လိုမျိုးအကျိုးပြုမလဲနော်နောက်ထပ်10နှစ်ကြာလို့ရှိလို့ရှိရင်ရောဒီကနေကိုဘာတွေပြင်ရနေပြီလဲဆွဲဟာမျိုးဆုံးဖြတ်ချက်ချလိုက်တဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းသူကအပေါ်ကဟာနေတော့နည်းနည်းဒါတော့သူကအချိန် time frame ချလိုက်တဲ့ဟာမျိုးပေါ့နော်အဲ့တော့ ဟိုသူကဒီထဲမှာဆိုလို့ရှိရင်ဒီပစ္စည်းကပြန်ရမယ့်အကျိုးကျေးဇူးเนาะဒီဆုံးဖြတ်ချက်ကနေပြန်ရမယ့်အကျိုးကျေးဇူးနောက်တဲ့ selling နေလို့ဆိုလို့ရှိရင်เนาะနောက်တဲ့ seller ဆိုလို့ရှိရင်ဒီပစ္စည်းကကိုယ်မှာကိုယ်မှာဘလို့နေနဲ့ထားရှိမှာလဲဆိုရဟာမျိုးပေါ့နော်ဘလို့အသုံးချမှာလဲเนาะ sell ရနေလို့ရှိရင်လိုချင်မှာလားဆိုရဟာမျိုးပေါ့နော်သူကလည်းနည်းနည်းခုနထက်တော့နည်းနည်း specific ပို့ဖြစ်သွားပြီပေါ့နော်အဲ့တော့တခါကျလို့ရှိရင်အပေါ်ကဟာနေမဆုံးဖြစ်ပဲနောက်တော့အောက်ကတစ်ခုပါလို့ဆိုတော့ honor your core priority ပေါ့နော် core value လို့လည်းခေါ်တယ်အဲ့တော့ကိုယ့်ဘဝမှာဘာတွေကိုကတန်ဖိုးထားလဲပေါ့နော်အဲ့တော့တန်ဖိုးထားတဲ့အရာတွေနဲ့เนาะ emotion တွေနဲ့ဆက်ဆက်နေတာဖြစ်တယ်ပေါ့နော် for example ကျွန်တော်တို့အာ sound တွေကိုဖတ်ကြတာဝါသနာပါတဲ့သူတွေ sound တွေကိုဝယ်တယ်နော် sound တွေကိုဝယ်ဝယ်တဲ့ဟာကများသောဖြင့်နော်ဟို sound ဖတ်ကြတာဝါသနာမှာပါတဲ့သူတွေအတွက်ဆိုလို့ရှိရင်နော် sound တွေကိုဝယ်တာကဒါတော့ဘာပြောမလဲ sound တွေ့တိုင်းတွေ့တာအစ် sound တွေထွက်တိုင်းဝယ်တာကပတ်စံဖြုံးတာပဲဆိုတဲ့ဟာမျိုးမြင်မိနိုင်တယ်ပေါ့နော်ဒါဆိုတော့သူ့ရဲ့ corporate value က corporate ကစာအုပ်တွေမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ corporate ကစာအုပ်တွေဖြစ်တယ်ပဲစာအုပ်တွေဝယ်ရတာကျွန်တော်တို့အဆင်ပြေတယ်เนาะအဲ့တော့ အဲ့လိုမျိုးဟာရရှိမယ်နောက်တစ်ခုကဟို main glaze ဆိုလို့ချင်း skin care product တွေဝယ်တဲ့ဟာမျိုးအဲ့တော့ glass တွေအဲတောင်းချီတင်းချီပြပြဝယ်ကြတဲ့ဟာမျိုးရှိဒါပေမဲ့ကျွန်တော်တို့ကျွန်တော်အနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဒါကအပတ်စံထုံးတာပဲဘာလို့ဆိုတော့ကျွန်တော်ရဲ့ core brand ဒီမှာ skin care product ကအဓိက core brand ဒီမဟုတ်ဘူးပေါ့ဒါပေမဲ့သူတို့ဘက်ကကြည့်မယ်ဆိုလို့ရှင်လည်းဒါ skin care product တွေဝယ်တဲ့ဟာကအဆင်ပြေတယ်အဲ့လိုမျိုးပဲအချို့ဆိုလို့လို့ရှင်အဲဘယ်လိုပြမလဲသူတို့ ਨੇ တန်ဖိုးထားမှုနဲ့ပတ်သက်ပြီးတော့ဘာလို့ဆိုတော့သင်တန်းနေကြတဲ့ဟာမျိုးရှိတယ်အဲ့တော့ဆောင်ပွဲတွေဖြစ်ရဲ့ဘွဲတွေတစ်ခုတစ်ခုယူတယ်ဒါဆိုသူရဲ့ core priority ရပါလေဆိုတော့ personal development တို့เนาะဆိုတော့ဖြင့် education တို့အဲ့လိုမျိုးတွေဖြစ်လိမ့်မယ်ပေါ့เนาะအဲ့တော့ core priority ပေါ်မှာဒီပြောလဲကျွန်တော်တို့ short term motion ကျွန်တော်လိုချင်တဲ့ဟာတစ်ခုခုကကိုယ့်ရဲ့ core priority နဲ့ကိုယ့်ရဲ့ core value နဲ့ကပ်ညီလာဆိုတာမျိုးချိန်ထိုးစဉ်းစားကြည့်ရင်လည်း short term emotion နဲ့ emotion of fitness decision ပြဿနာတွေကိုကျွန်တော်ကြော်လွန်နိုင်တယ်ပေါ့เนาะနောက်တစ်ခုရပါလဲဆိုတော့ over confidence over confidence ကကြတော့ပါလဲဆိုတော့ဆုံးဆုံးပြချက်တဲ့ကမှာကိုယ့်ကိုအရင်ယုံကြည်မှုလွန်ကဲတဲ့သူတွေရှိရပေါ့เนาะကိုယ့်ကိုအရင်ယုံနေပေါ့အဲ့လိုမျိုးလူတွေလွတ်ဆိုလို့ရှိရင်တော့သူက နော်အဲ့တော့ရောင်ချင်းကိုလွန်ခဲ့တာဖြစ်တဲ့အတွက်မင်းများဆက်ဆံရေးထားတဲ့ဟာတွေဖြစ်ကောင်းနေတယ်အဲ့တော့အမှားရင်းရင်းနေဖြစ်နေတယ်ပေါ့နော်အဲ့အတွက်ဘာလို့ကလဲဆိုတော့ propel to be round ပေါ့နော် propel to be round ဆိုတာသူကဟိုမှားနိုင်တာအတွက်လည်းကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ပေါ့နော်အဲကဲမှားသွားခဲ့ရင်ဘယ်လိုလုပ်မလဲဆုံးရှုံးသွားခဲ့ရင်ဘယ်လိုလုပ်မလဲဆိုတော့ဟို plan B သဘောမျိုးပေါ့နော်အဲ့တော့အဲအောက်မှာသူက book camp the future ပေါ့နော်အစိုးဆုံးအတွက်လည်းပြင်ဆင်ထားခြင်းဆိုတဲ့ဟာမျိုးကြီးနော်အဲ့တော့မှားသွားခဲ့အများသောဖြစ်တော့သူကအဲ့လိုမျိုးအာ နော်စီဝိုင်းနဲ့ဆိုင်တဲ့ဟာမျိုးမျိုးမှာဆိုလို့ရှိရင်နောက်ပြီးလောင်ကစားလုပ်တဲ့ဟာမျိုးမျိုးဆိုလို့ရှိလို့ရှိရင်အာဒီအသင်းနိုင်မလို့ကိုယုံကြည်ရောယုံကြည်တယ်နော်ရန်ကိုပါ confidence ဖြစ်တယ်ပေါ့နော်ဒီကနေ့တချို့နှလုံးသွားထွက်လို့ဆိုရင်ဒီကနေ့ထွက်မလို့ရန်ယုံကြည်ရယ်နော်အဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့တော့ချို့ store share ရောပေါ့လို့ဆိုလို့ရှိရင်အာဒီဈေး store ကိုဝယ်ထားတဲ့ store ကနော်တေချာပေါက်ဈေးတက်မှာဆိုတဲ့ဟာမျိုးတွေအရန်ကိုကိုယုံကြည်မှုလွန်ကဲတဲ့ဟာမျိုးတွေမှာဆိုရင်ဘာလို့ဖြစ်လို့လဲဆိုတော့ကဲမှားသွားခဲ့ရင်ရှုံးသွားခဲ့ရင်ဆုံးရှုံးသွားခဲ့ရင်မလုပ်မလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဆိုးဆုံးချင်ရတဲ့အတွက်လည်းကျွန်တော်ပြင်ဆင်ထားခြင်းရလဲ for confidence တမားတွေအတွက်အဆင်ပြေနောက်တစ်ခါကျတော့ အာဆက်တဲ့ trip wire ပေါ့နော် trip wire ဆိုတာကြပါလဲဆိုတော့အာသူကအရေးပေါ်သတိပေးချက်ထားရှိတဲ့ဟာမျိုးပေါ့နော်အဲ့တော့အရေးပေါ်သတိပေးချက်ထားရှိခြင်းအပြင်ဘာဖြစ်လဲဆိုတော့တို့အဆုံးခံနိုင်တဲ့ပမာဏပေါ့နော်အဲ့တော့ okay တနန်းတစ်ခုတက်မယ်နော်အရန်ယုံကြည်အောင်ဖြစ်ရတဲ့ကိစ္စမျိုးဒီတနန်းတက်လိုက်မယ်အဲ့တော့ဒီတနန်းတက်လို့ရှိလို့ရှိရင်ကိုယ့်ဘက်ကနေပြီးတော့ဘယ်လောက်ထိအဆုံးရှုံးနိုင်လဲအချိန်ဘယ်လောက်ပမာဏထိနော်ဥစားဖြစ်မယ်ဒါပေမဲ့လုပ်ငန်းတစ်ခုလုပ်မယ်နော်အဲ့တော့လုပ်ငန်းတစ်ခုလုပ်လို့6လတာပေါ့တစ်နှစ် အဲ့တော့ဒီမှာမအောင်မြင်ဘူးเนาะပြန်ပြီးတော့ဟို return income မရဘူးဆိုလို့ရှိလို့ရှိရင်เนาะဒီလုပ်ငန်းကိုရပ်မယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့လိုမျိုးအရေးပေါ်သတိပေးချက်ထားရှိခြင်းကလည်းเนาะ over confidence တမားတွေအတွက်เนาะအထောက်အကူပြုရယ်ပေါ့เนาะဒါကတော့အဲ့ကျွန်တော်တို့ဟိုအဲ့စာတမားပါတယ် decision making skill နဲ့ပတ်သက်ပြီးတော့ပါတယ် decisive rest out အဲ့တော့ကျွန်တော်ကတော့စာအုပ်တော်လုံးဖတ်တာမဟုတ်ပါဘူးအရှင်နောက်ကနေပြီးတော့ကျွန်တော် summary book ကိုဖတ်တာအဲ့ထဲမှာသူပြတဲ့ဟာတွေကိုအချက်လက်တွေကိုကျွန်တော် note ထုတ်ပြီးတော့ပြန်ပြီးပြောတာပေါ့နောက်ထပ်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ position making types တွေဟာလေးကိုเนาะ share လုပ်ပေးခြင်းပါ decision making tasks ကကြတော့ဗာလဲဆိုတော့သူကအဆုံးဖြတ်ချက်ချလိုက်ခါမှာသူ task ဆိုတဲ့အတိုင်း answer တော့မှာညနာပြင်6ခုပါတယ်ပေါ့နော်အဲ့တော့ကဏ္ဍ6ခုကိုစဉ်းစားကြည့်ရပါဘောအဲ့တော့ပထမဆုံးတစ်ခုကကြတော့ financial impact နော်အဲ့တော့ဒီဆုံးဖြတ်ချက်ချမှတ်ကိစ္စရဲ့တစ်ခုကနော်ငွေကြေးရဘယ်လောက်ထိတရားမှုရှိနေလဲဆိုတဲ့အမျိုးပေါ့နော်အဲ့တော့ငွေကြေးများတော့မှာလားနည်းနည်းတော့မှာလားနော်ဆိုတော့ time required time required ပေါ့နော်အဲ့တော့တင်နှက်တက်တယ်ဆိုလို့ရှိရင်ဒီတန်းနှိုင်းကဘယ်နှလားကြာမှာလဲအဲ့လိုပဲဒီဘွဲကိုယူနေဆိုဘယ်နှလားကြာမှာလဲအဲ့အတွက်ကိုကအချိန်အဆင်ပြေလား နော်ဆာလာဖြင့်ဒီလောက်ကိုမလုံးမဲ့ဆိုလို့ရှိရင်နော်ဘယ်လောက်ထိကိုကအဲဆာလာချိုးရမှာလဲဆိုတော့အဲ့ကာလာကိုကိုတောင်းခံနိုင်လားဆိုတော့အဲ့လိုပုံစံကြီးပေါ့နော် time require ကိုစဉ်းစားတာနောက်တစ်ခုကျ risk involve ကိုဘာတွေကိုစွန့်လွတ်ကြမလဲနော်အဲကိုရဲ့အာလတ်ချင်တွေကိုစွန့်လွတ်ရမှာလားနော်ကိုရဲ့ငွေကြေးလားနော်ကိုရဲ့ energy လားကိုဘာတွေ risk ယူရမလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါတွေပါမယ်နောက်တစ်ခုက level of happiness နော်ဒီဥစ္စာကိုရွေးချယ်မယ်ဆိုလို့ရှိရင်ကိုအတွက်ဘယ်လောက်ပျော်ရွှင်ရမှာလဲနော်ပျော်ရွှင်မှုလဲထပ်ပြီးစဉ်းစားဖို့လိုတယ်နောက်တစ်ခုကတော့ long term benefit long term benefit ကကြောက်ပါလဲဆိုတော့ ိုဒီစုံပစ်ချက်ကိုเนาะချလိုက်ပြီဆိုလို့ရှိရင်ရေရှည်မှာကိုအတွက်ဘာအကျိုးကျေးဇူးရှိနိုင်မလဲเนาะအဲ့ဒါကိုလည်းစဉ်းစားဖို့လိုတယ်နောက်တစ်ခုကျ social approval အဲ့တော့ကိုချမဲ့စုံပစ်ချက်မှာဘယ်သူတွေကကိုเนาะဘယ်သူတွေစီကကိုခွင့်ပြုချက်တောင်းဖို့လိုလဲပေါ့เนาะအဲ့တော့ခွင့်ပြုချက်တောင်းရတဲ့သူတွေအရင်မများတယ်ဆိုလို့ရှိရင်เนาะဒါမချတဲ့နဲ့ဟာပါလို့เนาะအဲ့တော့အဲ့လိုမျိုးအောင်ပါဆိုကျွန်တော်ကအဲတခုချင်းစီကိုကျွန်တော်ကအဲ့လို personal နဲ့ချပြီးတော့လုပ်ချင်တယ်ဆိုလို့ရှိရင် personal များများရတယ်ဆိုလို့ရှိရင်เนาะ အရာဟို financial impact လည်းအဆင်ပြေတယ် time required လည်းအဆင်ပြေတယ်နော် risk involve လည်းအဆင်ပြေတယ်နော်ပြောလဲပြောရှင်းရမယ်ရေရှည်မှလည်းအကျိုးပြုရှိတယ်အဲ့တော့ social approval ဆိုလို့ရှိရင်တော့မိဘရဲ့စီကနော်ဝင်ပြီးချက်တောင်းဖို့လိုတယ်စသဖြင့်အဲ့လိုပုံစံမျိုးမှာဆိုလို့ရှိရင်အခု၅ခုလောက်ကအဆင်ပြေတာဖြစ်တဲ့ social approval ကိုကျွန်တော်ကြိုးစားပြီးတော့ position making လုပ်လို့ရတယ်ပေါ့နော် okay ဒါတော့ကျွန်တော်ဖတ်ခဲ့တဲ့ decision sao ကဟာရဲ့ထပ်ပြီးတော့အာခြားရရခဲ့ decision making task တွေဟာလို့ share လုပ်ပေးရပါတခုခုကျေးဇူးရှိတော်လိမ့်မယ်လို့ပြောလိမ့်ပါတယ်ဆုံးဖြတ်ကြည့်ပေးတဲ့ thank you ပါ